မင်္ဂလာပါရှင်ဒီတင်ဆက်မှုမှာတော့ကလေးလေးလိုချင်ပြီဆိုရင်သိမှတ်ထားရမယ့်အချက်ကလေးများကိုစောင့်ရန်ရှောင်ရန်နဲ့တွက်ချက်တက်စီဖို့ရန်ပြောပြပေးတော့မှာဖြစ်ပါတယ်နားဆင်ကြည့်ကြရအောင်ပါရှေ့တစ်ပိုင်းမှာဒုမင်းကလေးများရဲ့တာဥကျွေရဲ့ ovulation ကိုတွက်တက်ကြပြီနော်ဆိုတော့တာဥကလေးကျွေပြီးသွားတဲ့အခါတတိအောင်မှုရန်အတွက်အချိန်ဘယ်လောက်ရသလဲဒီနေရာမှာဆက်လို့ပြောပြပါတော့ ဲ့ကလေးလေးရဖို့ဘာတွေအရေးကြီးတယ်လဲဘယ်လိုလုပ်ရမလဲပေါ့ဒါကိုရှင်းပြပြောပြဖို့တို့ရဲ့ mentor circle ကိုနှစ်ပိုင်းခွဲလို့မြင်တာအောင်အရင်ကြည့်ကြရမယ်နော်တလတာရာသီရဲ့ရဲ့ပထမအပိုင်းကို follicular phase လို့ခေါ်ပါမယ်ဒုတိယအပိုင်းကိုတော့ luteal phase လို့ခေါ်လိုက်ပါမယ်ဟုတ်ပါပြီဆိုရင်တို့ရဲ့ menstrual cycle ဟာဆိုရင်ရာသီလချင်းစတဲ့ရက်ပထမဆုံးရက်ကနေစလို့နောက်တစ်လအတွက်နောက်တစ်ဖန်ဆက်ဝန်းအသစ်ပြန်လို့စတင်ပါတယ် ဒီလိုရာသီသွေးပေါ်ပြီးရဲ့နောက်မှာနောက်တစ်လရဲ့အစပြုမဲ့အချိန်ပေါ့နော်။နောက်တစ်လအတွက်သားဥပ္ပလီရှင်းမဲ့ဖို့ထွက်ရှိဖို့အတွက်ပြင်ဆင်တဲ့အချိန်လို့ခေါ်ပါတယ်။ဒါကတလတာရာသီဇဝင်ရဲ့ပထမပိုင်း follicular phase ပါတဲ့ အဲ့ဒီအချိန်မှာတို့ရဲ့ကိုရဲကသားဥကလေးရင်းမဲ့အရွယ်ရောက်ကိုလှုပ်ဆော်သူဟော်မုန်းထွက်လာပြရပါတယ်။ဒီဟော်မုန်းရဲ့နာမည်က follicle stimulating hormone FSH လို့ခေါ်ရတယ်နော်။ဒီတော့သားဥကလေးဟာ follicular phase မှာရင်းမဲ့ပြီးအရွယ်ရောက်လာပြီပေါ့။ ြီးရင်တောက်ကလေးရင့်မဲ့ပြီးတော့ကြွေးကြပေးရမယ်အဆင့်ကိုရောက်လာပါတယ်။ဒါဖြင့်ဒီအဆင့်မှာတော့တောက်ကလေးကြွေးကြပေးရတော့မယ်ဆိုရင်တို့ရဲ့ကိုယ်ရေက luteinizing hormone လို့ခေါ်တဲ့ LH hormone မြန်များထွက်လာပါတယ်။ဒါကိုတလတာရာသီလရဲ့ဒုတိယအပိုင်း luteal phase လို့ခေါ်လိုက်ပါတယ်တဲ့။ဒီ LH hormone ထွက်လာတာကတာဥပြုံတွေကိုတာဥကလေးကြွေးကြနေပါပြီဆိုတာကြားရတဲ့သဘောပေါ့နော်။ ဆိုရင်ကြွေကြပြီးရဲ့တာအုပ်ကလေးရဲ့နေထိုင်ခြင်းကိုဆက်လို့ကြည့်ကြပါမယ်။တို့ရဲ့ period တိုင်းအလေရက်များမှာတာအုပ်ကြွေကြပြီးရဲ့နောက်12နှစ်နဲ့24နှစ်အတွင်းကိုတာအုပ်ကလေးကဆက်လို့ရှင်သန်နေထိုင်ပါတယ်တဲ့နော်။ဒါဖြင့် तू ကဘယ်နေရာမှာ ရှင်သန်နေထိုင်နိုင်သလဲလို့ဆက်ပြောကြရအောင်။ကျွေပြီးသွားတဲ့တာအုပ်ကလေးကတို့ရဲ့တအိမ်နဲ့ဆက်သွယ်ထားတဲ့တာအုပ်ပြောသူ့ကို fallopian tube လို့ခေါ်တာပေါ့နော်အဲ့ဒီ fallopian tube ထဲမှာ ။ oven လို့ခေါ်တဲ့တောက်ဥကလေးဟာ24နာရီတောင်ဆက်လို့နေနေတာဖြစ်ပါတယ်။ဆိုရင်တောက်ကလေးကြွေပြီးသွားတဲ့နောက်ဆက်လက်နေထိုင်တဲ့အချိန်ကို သိပါပြီ။ ဒါကရက်နေနဲ့အတူအယောအပြောင်းလဲတက်တာဖြစ်လို့တာဥကျွေတဲ့ရက်ကိုရေဘူးရအနေနဲ့စိတ်ချရအောင်လို့ menstrual cycle ရဲ့လလည်ရက်မြောင်စုစုပေါင်း၅ရက်အတွင်းကတတိယအောင်နိုင်တဲ့ရက်များလို့ယူဆပါတယ်ဒါမှမဟုတ်6လအတွင်းမှာကိုယ့်ရဲ့ယာတိလာတဲ့အတူဆုံးလကို78နှုတ်တာနဲ့ယာတိအရှိဆုံးလကို71နှုတ်တဲ့နေနဲ့ တွက်ချက်ပါတယ်ရေဘူးရကနောက်ဆုံးရာသီလရက်ကနေစလို့ဆယ်ရက်ကနေရက်20အတွင်းဟာဆိုရင်တတိအောင်တဲ့ရက်များဖြစ်ပါတယ်လို့တွက်ချက်ပါတယ်တဲ့ဒါကတယောက်နဲ့တယောက်ရာသီလမဲ့ရက်အတိုးရောပုံမှုဒီလိုတွက်ချက်ရတာမျိုးလို့ပြောနိုင်ပါတယ်ဆိုရင်ဘေဘီလေးရဖို့အတွက်အအောင်မြင်နိုင်ဆုံးနေ့ရက်များကဒီနေ့ရက်များပါတဲ့ ာဥကျွေလိုတရေအောင်နိုင်ကြီးအရှိဆုံးတွေ့ရတဲ့အသေးစိတ်ကိုရှေ့တစ်ပိုင်းမှာတင်ဆက်ပေးထားတယ်။ယာတီဆက်ဝန်တွေ့ကြမယ်ခေါင်းစဉ်နဲ့အသေးစိတ်ပြောပြထားပါတယ်နော်။တွေ့ချက်နည်းကလေးနဲ့ပြန်လို့တိုက်စီကြည့်လို့ရပါတယ်။ဆိုရင်ဒီအောင်မြင်မှုများတဲ့ရက်ပိုင်းအတော်အတွင်းမှာအမျိုးသားနဲ့အတူတူနေထိုင်တာငိမ့်ဆက်ဆန်တာရှိခဲ့ပါကစပန်းကောင်လေးနဲ့တာဥကလေးထိတွေ့တရေအောင်ပြီးတော့ကလေးလေးရနိုင်ပါတယ်လို့ဆိုရပါမယ်။ ဒီအပြင်ကလေးလေးလိုချင်ကြတဲ့သူတွေအတွက် ရွက်တက်နေရမှတ်ရခက်နေရဒါဆိုလည်းကိစ္စမရှိပါဘူးပိုလို့တိကျဖို့စစ်ဆေးကြည့်လို့ရတာရှိပါတယ်နော် မိခင်လောင်းရဲ့လလည်ရက်များအတွင်မှာ LH ဟော်မုန်းများများထွက်တဲ့အချိန်ကိုတိုင်းတာစစ်ဆေးကြည့်လို့ရပါသေးတယ်ဒါကဒီ main ကလေးရဲ့လလည်ရက်များမှာ LH surge ဖြစ်တဲ့အမြင့်ဆုံးတက်နေပြီး LH ဟော်မုန်းအမြင့်ဆုံးလို့ဆိုလိုချင်တာပေါ့နော်တားဥကျနေလို့ဆိုလိုရတဲ့ပေါ်ပါတဲ့ ဒီလို LH search အမြင့်ဆုံးတက်နေတာကိုလွယ်လွယ်ကူကူစစ်ဆေးလို့ရတဲ့ ovulation predictor test kit တွေရှိပါတယ်တဲ့စစ်ဆေးတဲ့နီလန်အစဉ်စဉ်ကို စစ်ဆေးတဲ့ပစ္စည်းမှာ instruction ပါပြီးသားလည်းဖြစ်တာမို့လို့ကိုယ်တိုင်အိမ်မှာပဲလွယ်လွယ်ကူကူစစ်ဆေးကြည့်လို့ရပါတယ်ဒါကိုအလင်းတင်တယ်လို့ဗီဒီယိုနဲ့လည်းဘယ်လိုလုံးဆောင်ရတယ်ဆိုတာကိုတင်ဆက်ပြီးသွားပါအောင်မယ် ။ဒါဖြစ်ရင်ကိုကတားဥကြည်ရဲ့ရက်တွေကိုသိထားပါပြီ။ LA search အမြင့်ဆုံးဖြစ်တဲ့အချိန် ovulation ဖြစ်တဲ့အချိန်ကိုလည်းသိထားပါပြီ။ဆိုရင်ဒီလိုအချိန်တွေမှာကိုရဲ့အမျိုးသားနဲ့အတူတူနေတဲ့တုပ်ပိုးကောင်းလေးကိုဝင်ရောက်စေနေဆိုရင်တတိအောင်မဲ့အခွင့်အလမ်းများပါပြီ။ဘေဘီလေးရနိုင်ပါပြီရဲ့နော်။ ဒီတင်ဆက်မှုကိုအဆုံးသတ်လို့ပြောရရင်တော့ဒူရီယာတာဥကြွေခြင်းတတိယအောင်ခြင်းနဲ့အချိန်ရဲ့အကျိုးကြောင့်ရုံသိရှိထားတာကကလေးယူတဲ့အခါမှာဘယ်အချက်အရေးကြီးပြီဆိုတာကိုရှင်းလင်းမြင်သာနေတော့မှာဖြစ်ပါတယ်။ဒိုဂျင်နဲ့ဘီဘီလေးလလန်းမီလို့အရာယူလိုက်ကြပါစို့နော်။သိလို့တဲ့အကြောင်းအရာများရှိရင် comment ပေးလို့ဝင်ရောက်ဆွေးနွေးရလို့ရပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတမ်းရကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်။